ဆိုရှယ်မီဒီယာပေါ်မှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေအိမ်တွေရွတ်ပြနေတယ်ပြီးရင်ကားတွေကိုထုတ်ကြွားနေတယ်ပြီးရင်သူတို့ရဲ့ brand တွေပေါ့နော်အိတ်တွေဒီလိုရှိတယ်ဟိုလိုရှိတယ်ဆိုပြီးအိတ်တွေကိုပြနေတယ်ဆိုရင်မယုံနဲ့တကယ်ချမ်းသာတဲ့သူတွေကတကယ်ချမ်းသာတဲ့သူတွေကသူတို့ရှိတာကိုသူများတိမှအယမ်းစိတ်ပူတယ်။ဆွီဒန်လိုမျိုးနိုင်ငံမှာဆိုရင်ကပောင်မှာအယမ်းချမ်းသာတဲ့နိုင်ငံတွေပေါ့နော်။ဒါဖြိုးဆိုရင်ဆွီဒန်ကိုသွားတော့ကဆွီဒန်နိုင်ငံရဲ့အချမ်းသာဆုံး ပိုင်ရှင်ပေါ့နော်အဲ့မှာအချမ်းသာဆုံးလူရဲ့အိမ်ဆိုပြီးတော့ဖြိုးတို့လိုက်ပြတယ်ဒီတိုးစ်ကပေါ့နော်ဖြိုးဖေနဲ့အမေနဲ့ဖြိုးနဲ့တူတူ2019တုန်းကအဲ့ဒီစကန်ဒီနေးဗီးယားကိုခီးသွားတယ်ပေါ့နော်အဲ့ချိန်မှာအဘအယောင်ဆင်းမှမရှိဘူးတလားသူတို့ရဲ့တထေးအိမ်နာပြောတာဘာအယောင်ဆင်းမှမရှိဘူး so what i'm trying to say is တကယ်အရန်ချမ်းသာတဲ့သူတွေကသူတို့ရှိတာကိုသူများမသိအောင်တိုးတိုးတိတ်တိတ်နေတယ်